မင်္ဂလာညချမ်းပါရှင်ကင်ရိုဒီ टाइम သတင်းဌာနရဲ့မတ်လ17ရက်အင်ကာနေရုပ်သံသတင်းကိုပြလဲတင်ဆက်ပေးပါရမယ်။ရွှေညောင်မြို့မှာစစ်မှုမထမ်းလို့တဲ့သူတွေကိုငွေကြေးတောင်းခင်တာကြောင့်ဆက်ဆောင်ပြည်သူတွေအခက်တွေ့နေရပါတယ်။တောင်ကိုဒီမော့ဆိုလမ်းမပေါ်ကဆလဲတတာပြက်စီခဲ့ပြီးလူထိခိုက်မှုမရှိဘူးလို့သိရပါတယ်။ဒေသထွက်ကုန်ကိုတန်ပိုးမြေထွက်ကုန်အဖြစ်ဖန်တီးမယ်လို့ IEC ကပြောပါတယ်။ သုံးမိလောက်ရာကနေပြီးဆက်ရှောင်တဲ့အိမ်နှလုံးမိလောက်ပြန်ချသွားခဲ့ပါတယ်။ဆားရတဲ့တဲ့င်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းရွှေညောင်မြို့အတွင်မှာစစ်ကောင်စီနဲ့အောက်ခံအုပ်ချုပ်ရေးမှုတွေကစစ်မှုမထမ်းလို့တဲ့ဒေသခံတွေနဲ့ဆက်ဆောင်တွေကိုငွေကြေးတောင်းခံနေတယ်လို့သိရပါဗျ အသက်16နှစ်ကနေ35နှစ်အတွင်းအမျိုးသားတဦးအတွက်2000ချက်ကနေ9000အထိလှစီချေးပေးနေရပြီးလှစီချေးပေးဆောင်ရတဲ့ပမာဏကရက်ွက်တစ်ခုနဲ့တစ်ခုမတူဘူးလို့ဆစ်ဆောင်တွေကပြောပါတယ်။ပြီးခဲ့တဲ့လတုန်းကတလကို3000ချက်နဲ့3လဆောင်အတွက်9000ချက်ပေးဆောင်ခဲ့ရပြီးလက်ရှိမှာတော့တလကို6000ချက်နဲ့3လဆောင်အတွက်3800ခောက်ခံနေတာပါ။ ရွှေညောင်မြို့အတွင်ကရက်ွက်အုပ်ချုပ်ရေးမှုအပေါ်မူတည်ကကောက်ခံတဲ့စစ်မှုထမ်းစရိတ်ကွာခြားမှုရှိတယ်လို့သိရပါတယ်။ရွှေရောင်မြို့အတွင်းကဆစ်ဆောင်ပြည်သူတွေဟာစစ်မှုထမ်းဖို့စည်ရင်းမှာမပါရှိပေမဲ့ဆစ်ဆောင်တို့ရဲ့နာမည်စည်ရင်းတွေကိုပြီးခဲ့တဲ့နှစ်2024ခုနှစ်ဒီဇင်ဘာလကတည်းကကောက်ခံထားတာပါ။အဲဒီနောက်ရက်ွက်အလိုက်အုပ်ချုပ်ရေးမှုတွေကတောင်းခံတဲ့ငွေကြေးကိုပေးဆောင်နေရတယ်လို့ဆစ်ဆောင်တို့ရဲ့ပြောပြချက်အရသိရပါတယ်။ တောင်ငူရာတို့တောင်ငူဒီမိုဆိုလမ်းမပေါ်မှာရှိတဲ့ကရင်ပြည်နယ်ရာတို့ချေးရွာအနီးကဒေသအခေါ်ဆလဲတဒါဟာမနေ့ကမက်ရှလ10ရက်နေ့ညနေပိုင်းမှာကြိုးချသွားတယ်လို့သိရပါတယ်။ကုန်တင်လာတဲ့ကားရဲ့ဝိတ်အလေးချိန်ကြောင့်တဒါကြိုးချသွားတာဖြစ်တယ်လို့ဆက်ရှောင်းအရေးကူညီဆောင်ရွက်ပေးနေတဲ့ထုံးမြန်မာ donation အဖွဲ့ဝေးကိုဖိုးစောကပြောပါတယ်။တရာကြိုးကြချိန်မှာတော့ရင်မောင်းတူဟာကားအပြင်ဖက်ကိုအ мян ရှောက်ထွက်နိုင်ခဲ့တာကြောင့်လူထိခိုက်မှုတော့မရှိခဲ့ပါဘူး။အဲ့ဒီလမ်းကနေပြီး ကောင်ကိုရှာတို့စီဘူးဒီမော့ဆိုမျိုးနဲ့အထီကုံတင်ပို့နေတာဖြစ်ပြီးကားလန်းတခြားမှာပေးဆောင်ရတဲ့အခွန်အခလည်းများတယ်လို့ပြောပါရယ်လက်ရှိတံတားမှာတော့ဝိတ်နေတဲ့ကားအသေးတွေဖြတ်တန်းနေပေမဲ့ဝိတ်များတဲ့ကားကြီးနဲ့ကုံတင်ကားတွေအတွက်တော့ဖြတ်သွားလို့မရဘူးလို့ဆိုပါရယ်အဲ့ဒီတံတားကိုတော့နှစ်စဉ်ကုံတင်ကားတွေခီးတဲ့ကားတွေ AC ကားတွေဖြတ်တန်းသွားလာနေတာကြောင့်ကြီးရွာကားလိုထူတွေစုပေါင်းပြီးဒီကနေ့ match လ7ရက်နေ့မှာတံတားကိုပြည့်လည်ပြုတ်ပြင်နေကြပါရယ် ဝိညာတဲ့ကားကြီးနဲ့ကုန်တင်ကားတွေပုံမှန်သွားလာနိုင်ဖို့တော့နှစ်ရက်ကြာနိုင်တယ်လို့ပြောပါတယ်။ Greeny ပြည်အတွင်းကဒေတာထုတ်ကုန်တွေကိုရိုးရိုးသားမှန်ရောင်းချတာမဟုတ်ပဲတန်ဖိုးမြင့်ထုတ်ကုန်အဖြစ်ပြောင်းလဲထုတ်လုပ်ပြီးရောင်းချနိုင်အောင်ပြုလုပ်သွားမယ်လို့ Greeny ပြည်ဈာကလာအုပ်ချုပ်ရေးကောင်စီစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဌာနဌာနမှခုတူတွေကကန်ဒရာဝတီ time ကိုပြောပါတယ်။ဒါအပြင်စိုက်ပျိုးထုတ်လုပ်တဲ့တောင်သူတွေကို တန်ဖိုးမြစ်ထုတ်ကုန်ထုတ်လုပ်နိုင်တဲ့အထိနီးပညာတွေကိုပေးသွားမယ်လို့ပြောပါတယ်။နီးပညာလို့ပြောရမှာတီးနှံတစ်ခုကိုဘလို့နီးလန်းနဲ့ရောင်းချနိုင်ကြောင်းပိုက်သွန်းနိုးဆော်မှုကိုပြုလုပ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ကနဦးအနေနဲ့တန်ဖိုးမြစ်ထုတ်ကုန်အဖြစ်ထုတ်လုပ်သွားမယ်ဒေသထွက်တီးနှံတွေကမြေပဲထောပတ်ပြောင်းကောက်အစရှိတဲ့တီးနှံတွေဖြစ်ပါတယ်။တန်ဖိုးမြစ်ထောက်ကုံတွေကနေပြည်내တွင်မှတင်ဖြတ်ဖြူရောင်းချနိုင်မဲ့ဈေးကွက်စီးပွားရေးစနစ်တစ်ခုပေါ်ဆောင်သွားနိုင်အောင်လဲစူးစမ်းဆောင်ရွက်သွားမယ်လို့ခုတူတွေကပြောပါရယ် ဒါအပြင်ပြည်내အတွင်းအ धिक စိုက်ပျိုးနေတဲ့စပါးတွေကိုလည်းမြို့ကောင်းမြို့သက်ရရှိနိုင်ရေးအတွက်ဂျပန်နည်းပညာကိုအသုံးပြုပြီးသုတေသနဖြစ်လုပ်နေတာရှိတယ်လို့ဆိုပါတယ်။2024ခုနှစ်အတွင်းမှာတော့သဘောဝတက်မြူဩဇာထလုပ်ပေးတာနည်းပညာတည်ရန်ပေးတာသဘောဝတွင်အားစုထလုပ်တာဆောင်းသီးနဲ့မြို့စစ်ထလုပ်တာတွေကိုစတင်လှုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ IEC ကပြောထားပါတယ်။ ီးခဲ့တဲ့မတ်လ9ရက်နေ့မှာတော်မီလောက်ယာကနေလွိုင်းကွန်မြူနယ်အရှိတ်ဘက်ကျမ်းမာရှိတဲ့ဆစ်ဆောင်စခန်းတနေရာကဆစ်ဆောင်တဲ့အိမ်နှလုံးမီးလောင်ပြချသွားပါတယ်တော်မီလောက်တဲ့နေရာနဲ့ဆစ်ဆောင်စခန်းကအလန်းဝေးပေမဲ့လေတိုက်အာပြင်းလုံးလာကြောင့်မိစတွေလွေလာပြီးဆစ်ဆောင်တဲ့အိမ်နှလုံးမီးလောင်ပြချသွားတယ်လို့ဆစ်ဆောင်ကော်မတီဝင်တဦးကပြောပါတယ်လူထိခိုက်မှုမရှိပေမဲ့နေအိမ်အတွင်းကပစ္စည်းတွေအလုံးမီးလောက်ပြာချသွားတယ်လို့ဆိုပါရယ်အခုလက်ရှိမှာတော့နေအိမ်မီးလောက်သွားတဲ့မိသားစုနှစ်စုကို စစ်ဆောင်ကော်မတီနဲ့အုပ်ချုပ်ရေးအဖွဲ့တွေကပဲကူညီပေးနေတာဖြစ်ပြီးအပြင်ကအကူအညီတွေတော့မရရှိသေးဘူးလို့စစ်ဆောင်ကော်မတီကပြောပါရယ်။အဲ့ဒီစစ်ဆောင်စခန်းမှာတော့အခြေ1500ရှိပြီးလူဦးရေ6000ကျော်နေထိုင်ကြတာပါ။2024ခုနှစ်မတ်လအတွင်းမှာလဲ Rhine Community အရှိဖက်ချမ်းကခြေရွာတရွာမှာတော်မီလောက်ပြီးခြေရွာအထိမိကူးဆက်မှုကြောင့်နေအိမ်26လုံးမိလောက်ပြန်ချခဲ့ကစပကြီးစပားတွေပြည့်စည်ဆုံးရှုံးသွားတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ န်ဒရောမတီထိုင်းရုပ်သံတင်ကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျန်းမာပေးကင်းကြပါစေရှင်ကျမမွန်ညာမှာပါ